မေလာမမေကသူပြောတဲ့အချက်တွေထဲမှာတော့အဲကျွန်တော်တို့ကိုဒီအချက်တခုတော့သတိတောင်းမိသွားစီတယ်သူတို့ကကျွန်တော်တို့ကမော်မီနန်ကိုဖန်နေနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကထိုက်ထန်တဲ့ဂိုးတွေကိုရလိမ့်မယ်လို့သူကပြောခဲ့တာပဲဇရောအီဘွဲမှာသူတို့အချိန်ဟုန်နေအများကြီးဖန်နေနိုင်ခဲ့လို့လားအာဆင်းနေသူတို့ဘလောက်တောင်ဘလုံးပန်ဆိုင်မှုရှိခဲ့တယ်ဆိုတော့ကိုကျွန်တော်တို့အနေနဲ့တိကျွင်ရခဲ့တယ်လေဇရောသူတို့မှာတကယ်ကိုလည်းမော်မီနန်လည်းရှိခဲ့တယ်လို့ခင်ဗျားအနေနဲ့ထင်မိပါလားအာကျွန်တော်ထင်တာတော့ပရိသတ်တွေကြားထဲမှာမော်မီနန်နည်းနည်းတော့ရှိခဲ့ပါတယ်ဒါပေမဲ့ Dice Area Final တက်မှာတော့ကျွန်တော်မရှိခဲ့ဘူးလို့ပဲပြောရမှာပဲဗျာ ဒေါ်ဆာကိုပွဲထွက်အဖြစ်သုံးကဏ္ဍနဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေရှိခဲ့ပါတယ်ကျွန်တော်ကတော့သူအဇင်းနဲ့ပဲပွဲထွက်လာမယ်လို့ထင်ခဲ့မိတာပေါ့ရှေးပြတော့မှသူကချန်ပီယံလိမှာခြေစွမ်းမကောင်းခဲ့ပေမဲ့လည်းပေါ့လေပြီးတော့မေရီနိုကိုထုတ်ပြီးတော့ဆာကာကိုလူစားဝင်စေခဲ့တယ်ဒါတော့နားလည်နိုင်ပါလေဘာလို့လဲဆိုတော့သူကတကောင်ကျော်ဒယာကနေပြန်လာလာကစားမဟုတ်လို့လေပြီးတော့ဂျမီအရင်ကကျွန်တော်တို့ပြောလို့ရှိတဲ့အာဆန်ကပွဲကြီးပွဲကောင်းတွေကစားတဲ့အခါမှာတရေရအောင်စားခြင်းနေတာဆိုတဲ့အချက်ကိုကျွန်တော်တို့အမြဲတမ်းစန့်ကျင်ခဲ့ပါလေဒါပေမဲ့ကျွန်တော်ခံစားမိတာကသူ့မှာဇာမောင်းကောင်းတွေရှိတယ်သူ့မှာအခု နည်းနည်းလေးပို့ပြီးတော့စွန့်စားကြည့်ဖို့လူစင်းအင်အားရှိနေပြီဆိုတာပါပဲဘေးတော်သူက negative ဖြစ်နေတယ်လို့ကျွန်တော်ပြောလို့တော့မဟုတ်ဘူးเนาะဘာလို့လဲဆိုတော့ခမရကသမားနဲ့၆မှာရန်ကိုကောင်းခဲ့တဲ့ဘောလုံးပိုင်ဆိုင်မှုကိုစုံမထားနိုင်ခဲ့တဲ့မန်စီးနဲ့ရင်ဆိုင်နေရတာလေပြီးတော့သူတို့ဘလို့စားကွက်နဲ့လာမလဲဆိုတာကိုမသိနိုင်ဘူးလေကျွန်တော်ထင်ပါတယ်ဘက်ကအများရန်ရှင်တန်လန်းတာလီတက်တယ်ကြည့်ပါသူကသူ့ရဲ့လောက်အောင်မှာနားလေခဲ့ပြီးသားသူ့ရဲ့လက်ထောက်ဖြစ်ခဲ့ဘူးလားဆိုတော့ဘက်ဘလို့တွေးခေါ်မလဲဆိုတာကိုသူသိပါတယ်ပြီးတော့ ကဲဘက်ကတော့ဒီကနေ့မှတစ်ခုခုတော့ကွဲပြားတာလုံးနိုင်တယ်လို့သူတွေးမိမှာပဲဒါပေမဲ့အခုအာဆင်နယ်မှာရှိနေတဲ့အင်အားနဲ့ဆိုလို့ရှိရင်သူတို့မှာအကောင်ဆုံးအသင်းတွေရှင်ပြိုင်နိုင်ဖို့အတွက်လုံလောက်တဲ့အင်အားရှိနေပါပြီပြီးတော့ကြောက်ထင်းပါတယ်သူတို့ဟမ်ရီဆွဲထားတော့မှာပဲသူတို့ဒါအဲ့ဒါကိုနည်းနည်းလေးလွတ်ချလိုက်မယ်ဆိုရင်ပွဲကပိုးပြီးတော့စိတ်လုံးရှားစရာကောင်းလာမှာဗျခင်ဗျားပြောတဲ့အချိန်ဟိုသူတို့မနေ့ကယာစီကလည်းအဲ့ဒီပွဲစဉ်ကိုငါးခုတခုနဲ့နိုင်ခဲ့တယ်လေအာမဟုတ်ဟမ်ရီဆွဲထားတဲ့အခြေအစမ်းတစ်ခုဗျဒါပေမဲ့အဲ့ဒီတော့ကမန်စီကသူတို့အကောင်ဆုံးပုံစံမှာမရှိခဲ့ဘူးသူတို့ကခက်ခဲတဲ့ကာလတစ်ခုကိုဖျက်ဆီးနေခဲ့တာလေ အလေးပွဲစဉ်မတိုင်ခင်ဘာသာတို့ဆေးပါးရဲ့အင်တာဗျူးကိုကျွန်တော်ကြည့်ခဲ့ရသေးတယ်ဗျ။သူကယုံကြည်မှုတွေကြာဆင်းနေခဲ့တယ်လို့ပြောခဲ့ပါလေ။အဲဒီကျွန်တော်ကဘာမှအဆင်မပြေခဲ့ဘူးလေ။ကျွန်တော်ထင်တော့သူတို့မှာအခုစွန်စားကြည့်ဖို့ဇာမားတွေရှိနေပြီဆိုတာပါပဲ။ပြီးတော့သူကစွန်စားကြည့်မယ်ဆိုရင်အဲ့ဒါကသူ့ကိုလေဗလာနိုင်ဖို့အတွက်ပိုကောင်းတဲ့အခွင့်အရေးတစ်ခုပေးပါလိမ့်မယ်။ကားရီယာ အာဟုတ်ပါတယ်ကျွန်တော်လည်းကျွန်တော်ထင်တာတော့သူတို့မိနစ်40လောက်အလားအသက်ဖြုံးနေခဲ့တယ်လို့ထင်တယ်ဆိုတော့ကမန်စီကတိတ်မှာသူတို့လောပြခဲ့တာတွေကြောင့်လည်းအဲ့ဒီအချိန်မှာဖလားပြိုင်မဲ့အသင်းတစ်သင်းဖြစ်နေပေမဲ့လည်းပဲသူတို့ရဲ့ဆန်နှုံးတွေရတရားဒီမှာအဖွင့်မကောင်းခဲ့ပါဘူးတော်ထင်ပါတယ်ဒီနိုင်ငံကလူအများစုကဖလားကအာဆန်နဲ့လေဘာဘူးအသင်းကြားထဲမှာပဲဖြစ်နေမယ်လို့ပြောနေကြမှာပဲဗျပြီးတော့ဒီကိုလာစားရတဲ့အခါအာဆန်ကတကယ်ကိုကောင်းတဲ့အသင်းတစ်သင်းလို့ကျွန်တော်တို့ခံစားရတယ် ဒါကျွန်တော်တို့တော့ပရီးမီးယားလီးအကောင်းဆုံးသောလူစင်းပဲပြီးတော့ကျွန်တော်ထင်ခဲ့တာကတို့တက်တောင်းတက်တာနိုင်မှာမဟုတ်ပေမဲ့လည်းပဲကျွန်တော်ထင်ခဲ့တာကတို့ဒီကနေ့မန်စတီးကိုဒီကိုလာပြီးတော့2-0တော့နဲ့အနိုင်ယူသွားလိမ့်မယ်လို့ပဲပြီးတော့မိခင်ယာလီးဒါမှာပရီးမီးယားလီးဖလားနိုင်ဖို့နောက်ချမ်ပီယံဖလားတော့နိုင်နိုင်နဲ့တကယ်ကိုထူးခြားတဲ့အသင်းအသင်းဖြစ်လာဖို့အရန်ကိုနေဆက်နေတဲ့အသင်းနဲ့လူစင်းတခုရှိနေပါပြီကျွန်တော်ထင်ပါတယ်တို့အိုက်လောက်တော့ကောင်းပါတယ်ဒါပေမဲ့အချိန်တိုင်းဒီလိုဝဲကြီးပွဲကောင်းနေကြုံလာရတဲ့အခါမှာသူကပြိုင်မဲ့အသင်းအကြောင်းကိုပို့ပြီးတော့စဉ်းစားနေတဲ့လူမျိုးခံစားရတဲ့လူစင်းကိုပဲရွေးချယ်တက်တယ် ဒါကခမရအနေနဲ့လီဗလာမနိုင်နိုင်ဘူးလို့ဆိုလိုတာတော့မဟုတ်တော့ဂျိုးစင်မော်နီယိုပရီးမားလိဂ်ကို၃ချိန်နိုင်မှုတွေသူလဲအဲ့လိုမျိုးနည်းနည်းတော့ရှိခဲ့ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တော်တော်အဲ့ဒါကမိနစ်40ကိုအလားအသာဖြောင်းနှီးခဲ့တာပဲပြီးတော့ကျွန်တော်ဘာလို့အဲ့လိုပြောတာလဲဆိုရင်ကျွန်တော်လည်းဘာဘူးမှာအဲ့လိုမန်နေဂျာရဲ့လက်အောက်မှာကစားဘူးပြီးကျွန်တော်တို့အရန်ကိုနှီးဆက်ခဲ့ပါတယ်ကျွန်တော်ကထိတ်တန့်အသင်းအသင်းဖြစ်ခဲ့ပေမဲ့ပရီးမားလိဂ်ကိုဘယ်တော့မှမနိုင်ခဲ့ဘူးကျွန်တော်တို့ချန်ပီယံလိဂ်နိုင်ခဲ့တယ်ချန်ပီယံလိဂ်ဖိုင်နယ်ကိုကောင်းမွန်တဲ့အသင်းအသင်းနဲ့တက်ရောက်နိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အမြဲခံစားခဲ့ရတာက ဂျာရော့ဟိုရီရာဘေဘီနီတက်တို့လက်ထက်တုံးကတခါလီမှာအစနာမိုက်ခုနကပြောသွားသလိုပဲပွဲစဉ်အချို့မှာကျွန်တော်တို့ကဟမ်ဘရီဆွဲထားမိသလားလို့တော့အမြဲခံစားခဲ့ရပါတယ်။အချိန်တွေကိုပြန်ကြည့်တဲ့အခါမှာအဲ့ဒါကမီဂီယာရီတာလုံနေတာပဲဗျ။လဘဘူးကျွန်တော်စိတ်မပြောင်းပါဘူး။အန်ဖီကဒုတိယပိုင်းမှာသူတို့အနိုင်ယူလို့ရတဲ့နဲ့အချိန်တွေမှာရှိခဲ့တာပါ။ဒီဘက်အစမှာမန်စတီကအနိုင်ယူနိုင်လို့ရတဲ့အချိန်တွေမှာရှိခဲ့တာပါ။ပြီးတော့သူတို့ကသူတို့ဘက်ကကိုပြန်ဝင်လာမယ့်အခွင့်အရေးပေးလိုက်ပါတယ်။ပြီးတော့ရာသီတစ်ခုပြီးတစ်ခုထက်ကထက်ကဖြစ်နေတဲ့ပုံစံတစ်ခုပဲ။ကမ္ဘာသားမီဂီယာရီတာနဲ့အာဆင်နယ် ဒါမှမဟုတ်အာဆင်နယ်ပြိသက်တယောက်ဆိုရင်ခမရမျောလင်းရမှာကယာဒီကောမှာအဲ့ဒါကခမရကိုဒုက္ခမပေးဖို့ပါပဲမလို့လဲဆိုတော့သူတို့ကတကယ်ကိုကောင်းတဲ့အသင်းအသင်းမှုလို့ပဲလေသူတို့မှမခန့်လူစင်းရှိတယ်ဒါမဲ့ကွာချက်တွေကတိတ်ကိုတေးငယ်လွန်းနေဗျာအာခမရအနေနဲ့မိဂီယာလီတာရဲ့စိတ်ကိုဖတ်လို့မရဘူးဆိုတော့သိပါတယ်ဒါမဲ့လည်းပဲနီးပြားတယောက်ရဲ့ရှူတော့ကနေနည်းနည်းလောက်လေးအတွင်းကြကြပြောပြပေးပါလားမန်စရီကကြာသပိုင်းကြပါစားခဲ့ရတယ်ဆိုတော့သူသိပါတယ်ဂွာလီလာပြောခဲ့တယ်လို့ပဲသူတို့ပွဲအစအဆုံးမှာစိတ်ပန်းဆိုင်ရာအရာဖြစ်ဖြစ်ပြင်းပန်းနန်းနယ်လာလာမျိုးပေါ့ အာဆနယ်ကိုရသွားတဲ့အစောပိုင်းမှာကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အာယုံဆူဆိုင်မှုကစက္ကန့်ပိုင်းလောက်ပဲရောကျသွားနိုင်တယ်ဆိုတာကိုလေဆိုအာလီတာကပွဲတော်ကိုတဖြည်းဖြည်းနဲ့တိဆောက်ပြီးတော့အခွင့်အရေးကိုစောင့်ခိုင်းတဲ့မျိုးလေးဖြစ်နိုင်မလား right gain ကောင်းပြီလေဂျမီကခန်းစစ်ကိုအရန်ကိုဦးစားပေးတဲ့မန်နေဂျာရဲ့လက်အောက်မှာအလုပ်လုပ်ခဲ့ရတဲ့အကြောင်းပြောသွားတယ်ကျွန်တော်ဇာဝတဲ့မန်နေဂျာနဲ့ငယ်ထို့သဖြင့်ကလပ်အစ်စ်မှာကျွန်တော်အမြဲတမ်းထင်ခဲ့တာကတော့တို့တွေဟာစွန်စားတတ်တဲ့သူတွေပဲလို့ Brian Silent Fauzan တို့ကစွန်စားတတ်တဲ့သူတွေပဲဗျတို့ကနိုင်ရဖို့အတွက်ပဲစောင့်ဆိုင်းမနေဘူး ပြန်ပြန်အသင်းတွေကိုတိတ်ပြီးတော့လဲစိုးရိမ်မနေဘူး။လူတွေကပြောနေပါလေ။ကဲအဲ့ဒါကမင်းတို့မှာအမြဲတမ်းအကောင်းဆုံးကစားမတွေရှိနေလို့လေလို့မဟုတ်ဘူးပြ။ Minecraft မှာယာတီကအဲ့လိုမျိုးမဟုတ်ခဲ့တယ်လို့ Forest မှာဆိုရင်ပိုတော့တေချာပေါ့မဟုတ်ခဲ့ဘူးလို့ကြောက်ကတော့ပြောရမှာပဲ။ဆိုတော့ကျွန်တော်လုံးလုံးခဲ့တဲ့ manager တွေကစွန်စားတက်တဲ့သူတွေဖြစ်ပြီးသူတို့ကအဲ့ဒီအတွေ့အကျိုးအမြတ်တွေရခဲ့တယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့အာရီတာကအဲ့လိုခံစစ်ကိုဦးစားပေးတဲ့သူလည်းဖြစ်နိုင်တယ်။ကျွန်တော်တို့မနေ့ကတေရီပွဲတွေအများကြီးအကြောင်းပြောခဲ့ကြတယ်လေ။ဇလေးပွဲလား။အဲဇလေးပွဲတွေကြခဲ့တယ်။ဒါပေမဲ့ အဲ့ဒီထက်က10ဘက်ကအနိုင်ရနိုင်တဲ့အနေအထားတွေဖြစ်ခဲ့တာလေပြီးတော့ခမားဒီကနေ့သူ့ရဲ့လူရေးချယ်မှုအချို့ကိုကြည့်လိုက်တော့သူကဇာမတွေနဲ့အလုံးလုံးနေတယ်ဆိုတော့သူကကျွန်တော်တို့ထပ်ပို့ပြီးတော့တိမှာပေါ့ဗျာကျွန်တော်တို့ကဈေးလိုလူတွေပွဲထဲဝင်လာတဲ့အခါမှာသူ့ရဲ့ဘောလုံးပေးမှုမှုအကြီးအသေးကိုကျွန်တော်တို့မြင်ခဲ့ရတယ်လေဆိုတော့အဲ့ဒီနေရာမှာပဲအဲ့ဒီစွန်းစားမှုကခမားကမိုင်းမိုင်းကန်ကန်စွန်းစားမှုတွေလုံးရမယ်လို့ဆိုတာမဟုတ်ဘူးလေဒါပေမဲ့တွက်ချက်ပြီးသားပါစွန်းစားမှုတွေကတော့လုံးရမှာပေါ့လေခမားကလည်းတကူပေါင်တန်း90 60 90တန်းဈာမတွေခေါ်လာတယ် တို့ကရှေ့ထဲမှာခြားနားမှုကိုဖန်တီးပေးနိုင်တဲ့သူလေအဲ့ဒီကကြရင်ခမရကိုကိုကိုမေးရတော့မလဲခမရအရင်ကမှထိုင်ခိုင်းနေရင်ဘွဲပေါ်လွှမ်းမိုးမှုရှိဖို့ကတော်တော်လေးကိုခက်ခဲတယ်လေကျွန်တော်သိပါတယ်ကျွန်တော်လူစင်းအကြောင်းတွေကြောင့်ပြောကြပါတယ်ခမရမှလည်းလူစင်းတွေလိုအပ်တယ်ဟုတ်တာပေါ့ကျွန်တော်အဲ့ဒါကကျွန်တော်အာရီတာကိုကြည့်တဲ့အခါမြင်ရတဲ့အမြင်ပဲအာကျွန်တော်ထင်ပါတယ်သူ့ရဲ့စိတ်နေရှိတာပေါ့ကဲငါတို့ဒီနေ့မလျှော့အောင်တေချာလုံးကြအောင်ဆိုဆိုတာမျိုးပဲဒါမဲ့အခြားသင်းရဲ့ဆန်လုံးတွေကြောင့်ကျွန်တော်လေဘာဘူးနဲ့မန်စီအကြောင်းလုံးနဲ့နှဲ့နှဲ့ငယ်တွဲမှာပြောနေကြတာလေ အဲဒီတခုနဲ့တော့လုံလောက်မှာတော့မဟုတ်ပါဘူးပြီးတော့ကျွန်တော်ဒီမှာထိုင်ပြီးတော့အာဆင်ကိုတနေကုန်ချီးကျူးနေမှာပဲကျွန်တော်ထင်ပါတယ်သူတို့မှာတကယ်ကိုကောင်းတဲ့လူစင်းရှိပါတယ်သူတို့ကရှောင်းရဖို့ခက်တဲ့နေရာမှာလည်းတည်ငြိမ်မှုရှိတယ်တောင်းကန်ဘောတွေမှာထူးချွန်းနေစသဖြင့်ပေါ့လေဒါပေမဲ့သူတို့မှာဒီထက်ပိုးပြီးလိုအပ်နေပါသေးတယ်ကစားမတွေကဒါကိုသိကြပါတယ်မန်နေဂျာနဲ့နေပြဖွဲ့ဝင်တွေလည်းဒါကိုသိရတယ်နောက်သူတို့သိပါတယ်သူတို့လေဘူးကိုကြည့်ရမယ်ဗျမနေ့ကလေဘူးသွားတာကိုကြည့်လေဘူးတင်းကဘောလုံးပွဲစဉ်တွေကိုဇက်တိုက်နိုင်နေတယ်လေဘူးကရုပ်ရည်ကြီးပွဲအချို့ကိုရှုံးသွားတာတော့မဟုတ်ပြီးတော့ကျွန်တော်ထင်ခဲ့တယ်ဗျ စီဒီကျွန်တော်တို့ပတ်ရပွဲပြီးပွဲပန်းနန်းနေမှုအကြောင်းပြောခဲ့တာပြောစကားကြားရင်တော့ကောင်းမလီအောင်စနေကိုကြည့်စီဒီကခက်ခက်တဲ့အပတ်ပတ်ကိုဖျက်ဆီးခဲ့ရတယ်နာပိုလီနဲ့ပွဲကစိတ်ခံစားမှုတွေလည်းရှိနေတယ်ဆိုတော့အဲ့ဒါကိုအခွင့်အကောင်းယူရမယ်ဆိုတဲ့စကားအတန်မျိုးထွက်နေသေးပါတယ်ဒီမှာပထမပိုင်းစခဲ့သလိုသူတို့ဂိုးပေါင်းတက်တာနှစ်ချိန်ပဲကန်နိုင်ခဲ့တယ်ခမရအိမ်ကွင်းပန်ရှင်ဖြစ်နေတဲ့အခါမှာခမရဟာသူတို့ကိုဖိအားပေးရမယ်စီဒီကလာတဲ့အခါမှာသူတို့ကနည်းနည်းပင်ပန်းနေတဲ့ဆိုရင်10မိနစ်15မိနစ်ကြာမှကျတော့ Oh my god ဒီနေ့တော့ ်နေခြေတနေဖြစ်တော့မယ်လို့ပြောရမှာပဲကုတော်အောင်စတဲ့ကအစင်ပြေခဲ့ပါတယ်ဒါပေမဲ့သူတို့ကပွဲအဆုံးပိုင်းကနီးမှာချိုးမြတ်တွေရခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့ကစွန်စားတော့မှာမဟုတ်လို့ပဲသူတို့ကပွဲကိုလိုက်စားတော့မှာမဟုတ်လို့ပဲအိမ်ဝင်အသင်းတွေအဲ့လိုလုံးကြမှာပဲဗျအဲ့ဒါစီးရီးဘက်မှာလဲတိုင်မန်တက်စ်မရှိခဲ့လို့ပဲခမရမန်ချက်စတာယူနိုက်တက်အသင်းမှာဩဇာကြီးမားတဲ့ပုံကိုတည်အောင်တော့ကလပ်ရဲ့အသင်းကောင်းဆောင်လည်းဖြစ်ခဲ့တယ်ပြီးတော့ခမရစားခဲ့တဲ့မန်ချက်စတာယူနိုက်တက်အသင်းနေပြ2ယောက်ကအမြဲတမ်းရှေ့ကိုပဲတက်တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ ကဗျာသားတစ်ခါလေးမှာခမ ्या ကိုနောက်ပြန်ဆွဲထားတယ်လို့ခန်းစားရတဲ့နေပြတယောက်ကစီမံခန့်ခွဲနေတယ်ဆိုရင်ခမ ्या ရဲ့ရောင်ကိုနေပြတွေနဲ့သွားပြောမှလားခမ ्या ကခမ ्या အသင်းကိုတွန်းအားပေးမှလားဒါမှမဟုတ်ရှင်မန်နေဂျာကိုမေးခွန်းထုတ်မှလားဒါတော့ကျွန်တော်မသေးကြဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်အလုပ်လုပ်ခဲ့ဘူးတဲ့နေပြတွေကကန်ကောက်စွာနေပဲကျွန်တော်သွားပြီးတော့လုပ်ဖို့မလိုအပ်ခဲ့ဘူးလေအဲကျွန်တော်က Brian Connor ဆိုရင်သူသဖြင့်ဇာမားငယ်တယောက်ပဲရှိသေးတယ်ဗျဒါပေမဲ့ကျွန်တော်အဲ့လိုလုံးမှလားကျွန်တော်မသိဘူးဗျဂမေးဒါကကောင်းတဲ့အချက်တော့ထင်ပါလေကျွန်တော်ထင်ပါလေခါလေး အာခမရကလပ်မှာဒါမှမဟုတ်ဒီချိန်နိုင်ငံတကာအဆင့်မှာကောင်းတဲ့စီနီယာဇာမားအချို့ရှိပြီးတော့ခမရနည်းနည်းပိုလို့နိုင်သေးတယ်လို့ခန်းစားရရင်ပေါ့လေဒါပေမဲ့ကျွန်တော်အဲ့လိုလုပ်စရာမလိုခဲ့ဘူးဘာလို့ဆိုတော့ကလပ်အဆင့်မှာနေပြတွေကအများတန်းကျွန်တော်ခန်းစားရတာကသူတို့ရဲ့စိတ်နေစေတာအများတန်းပွဲပြီးဖို့10မိနစ်15မိနစ်လိုမှတော့အချိန်အပေါ်မှာမူတည်ပြီးတော့ခမရလူတယောက်ထုတ်ပဲခံရမယ်ဆိုရင်တော့ခမရအနေနဲ့အခက်ခဲနဲ့ရင်ဆိုင်နေရတာပဲကျွန်တော်တို့ဒီမှာထိုင်ပြီးတော့နားတော်တေးတမတ်ကိုယူလိုက်လို့ပြောမှာပဲဒါပေမဲ့ခင်ဗျားဒီကတိုင်းပဲဗျာတေးတပွဲတွေကအရင်များနေဗေဒီယာကိုမှမြန်မြန်ရောက်မှာတော့မဟုတ် ထို့သဖြင့်လဘဝုဒင်းကဒီလောက်မြင်မာတဲ့စံနှုန်းတွေကိုတတ်မှတ်နေတဲ့အချိန်ပြီးတော့အာဆန်နယ်ကသူတို့နဲ့ချင်းပြိုင်ခဲ့တဲ့နှစ်တော်တော်များများမှာမန်စီးကလည်းလုံးခဲ့တာပဲဆိုတော့အဲ့ဒီစိတ်နေစိတ်နောက်ကိုပြောင်းလဲပြရမယ်ဗျဒီနေ့အစားပြုမှာကဲသူတို့ကိုသွားတိုက်ကြစို့ဆိုတာမျိုးပေါ့ဗျကမြောင်ရဲ့အသင်းတွေကဂုံယူတယ်ဆိုတော့ဆူလာတွေနိုင်မတကယ်ကိုဖြစ်တင်တာပြီးတော့အဲ့ဒါကသူတို့အတွက်နောက်တစ်ဆင့်ပဲလေခက်ခဲဆုံးတော့အဆင့်ပါပဲဒါပေမဲ့သူတို့လဘဝုကိုကြည့်ပြီးလဘဝုလုံးနေတာတွေကိုမြင်ရတဲ့အခါဥမာလဘဝုကနေယူကဆဲမှာအနိုင်ရနေတယ်ခမရနေပြအထင်တွေကိုနှမ်းရှင်ကြည့်နေတာလေ ပြီးတော့သူကကလေးတွေကိုထည့်ပြီးတော့ငါတို့ကဘောလုံးမတဲ့ဘဲကိုနိုင်အောင်ဇားသွားမှာဆိုပြီးတော့ဇားခဲ့တာလေဆိုတော့အာဆင်နယ်ကအဲ့လိုကိုကြည့်တော့ငါတို့ဂုံယူတင့်လာပြီးတော့ပွဲပြီးမှာငါတို့အကောင်းဆုံးပုံစံမှာမရှိတဲ့မန်စီးတဲ့နဲ့တေးကြတဲ့အတွက်ဂုံယူပါလေလို့ပြောတင်လာလို့ပြန်ပြီးစဉ်းစားရမယ်လို့ထင်တယ်။သူတို့ကနည်းနည်းလေးပို့ပြီးဝေဖန်ပန်းချနိုင်စွမ်းရှိပါလေ။ငါတို့မှအရင်အပိုင်းနဲ့ပတ်သက်ပြီးတော့တခုခုလိုအပ်နေတယ်လို့ပြောရမယ်။သူတို့သာလီဘလောက်ကိုနိုင်ကျင်နေဆိုရင်ပေါ့လေ။ဒါမှမဟုတ်ရာသီအခေါ်မှာကျွန်တော်တို့ဒီမှာထိုင်ပြီးတော့ကောင်းမွန်တဲ့ရာသီတစ်ခုတော့ရှိခဲ့ပါလေ။ဟုတ်ပါလေ။ သူတို့ဒုတိယရခဲ့ပါတယ်လို့ပြောနေရလိမ့်မယ်နော်။ဒါပေမဲ့သူတို့ဒုတိယရခဲ့တာကလုံးနဲ့နှစ်နဲ့သုံးနှစ်လောက်ရှိပြီ။အော်စတဲ့ကအဲ့ဒါကသူတို့ကိုရက်တန့်သွားစေဖို့ခွင့်ပြုလို့မရတော့ဘူး။ကျွန်တော်ပြောခဲ့သလိုပဲလူစင်းကအမခန်းပါ။သူတို့မှာလေးရအကောင်းဆုံးဇာမအချို့ဥရောပရဲ့အကောင်းဆုံးဇာမအချို့ရှိနေပါတယ်။ကွင်းထဲမှာကဇာမတွေကိုကြည့်လိုက်တဲ့အခါသူတို့ရန်ကိုနီးဆက်နေပြီ။ပြီးတော့အတိတ်ကနှစ်တွေမှာဖြစ်ခဲ့သလိုမျိုးအဲ့လိုအခြေအနေတွေကသူတို့ကိုပြန်ပြီးတော့၆လနာမျိုးသူတို့ခွင့်ပြုလို့မရတော့ဘူးနော်။ ျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ